မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကိုတော်တိုင် ဖြည့်ရှင်းခဲ့ရတဲ့ပြဿနာလေးတစ်ခုကိုပြောပြခြင်းဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီးနာလန္ဒမြို့ပါဝရိကတရက်ဥယျာဉ်မှာတည်င်းသုံးတော့အဲ့ဒီနာလန္ဒမြို့ကိုအခြေချပြီးတော့နေတဲ့နိဂန္ဌနာတာပုဒ္ဒဒိဋ္ဌိဆရာကြီး6ယောက်ထဲကတယောက်အပါဝင်ပေါ့နော်အဲ့ဒီဒိဋ္ဌိဆရာကြီးတပည့်ဖြစ်တဲ့ဒီကတပတ်တီတဲ့ ိကဆိုတာရှိလျားတာတပတ်တီဆိုတာကအကျင့်အကျင့်တွေကို အကြာကြီးကျင့်ခဲ့ပြီးပြီဖြစ်တဲ့တပည့်တယောက်ပေါ့ဒီကဌာနာတဗုဒ္ဓဆရာကြီးရဲ့တပည့်ပေါ့နော်အဲ့ဒီဒီကတပတ်တီဆိုတဲ့တပည့်ကတနေ့တော့မြတ်စွာဘုရားကြီးကို ရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားရှိမှရှ िख ိုးတာတွေဝှချတာတွေမရှိဘူးမတည့်ရက်ပြီးတော့နေတော့မြတ်စွာဘုရားက ဒီကတပတ်ဒီနေရာတွေရှိတယ်ထိုင်လို့တဲ့ဆန္ဒရှိရင်ထိုင်ပါအဲ့ဒီတော့သူထိုင်နေအဲ့ဒီအချိန်မှာမြတ်စွာဘုရားကသူ့ကိုမေးတယ်ဒီကတပတ်ဒီတဲ့သင်တို့ရဲ့ဆရာနိဂန္ဓနာတ္တဗုဒ္ဓကအပြစ်တွေမှာမကောင်းမှုမှာကံဘယ်နှမျိုးလောက်တတ်မှတ်တယ်လဲတဲ့ရှင်ဂေါတမကျွန်ုပ်တို့ရဲ့ဆရာကကံလို့တတ်မှတ်တဲ့သဘောမရှိဘူးဒံလို့တတ်မှတ်တဲ့သဘောရှိတယ်တဲ့ ဘလို့သတ်မှတ်တယ်အေးဒံနဲ့အဲ့ဒီဒံကိုဘယ်နှမျိုးသတ်မှတ်တယ်လဲသုံးမျိုးသတ်မှတ်ပါလေကာယဒံရယ်ဝစီဒံရယ်မနောဒံရယ်လို့ဒံကိုသုံးမျိုးသတ်မှတ်တယ်ကိုယ်နဲ့အပြစ်ကိုပြုရင်ကာယဒံပေါ့နှုတ်နဲ့အပြစ်တွေပြောရင်ဝစီဒံပေါ့စိတ်နဲ့မကောင်းတာတွေကြံရင်မနောဒံပေါ့အဲ့ဒီတော့မြတ်စွာဘုရားက အဲ့ဒီဒံသုံးပါးထဲမှာဘယ်ဒံဟာအပြစ်ကြီးဆုံးလို့သတ်မှတ်လဲတဲ့မမတဲ့အဲ့ဒီဒံသုံးပါးထဲမှာကာယဒံကို အပြစ်အကြီးဆုံးလို့ကျွန်ုပ်တို့ရဲ့ဆရာကြီးကသတ်မှတ်ပါတယ်တဲ့အဲ့ဒီစကားကိုမြတ်စွာဘုရားက၃ချိန်တိတိမေးတယ်ခိုင်မြဲသွားအောင်လို့နော်ကာယဒံကိုအပြစ်ကြီးဆုံးလို့သတ်မှတ်တယ်လို့သင်ပြောလိုက်သလားမှန်မှန်ပြောလိုက်တယ်အဲ့ဒါ၃ချိန်တိုင်တိုင်မေးတယ် မေးပြီးတော့မြတ်စွာဘုရားဒီတိုင်းနေအဲ့ဒါကိုဒီကတပတ်တေကမြတ်စွာဘုရားနီးတူပဲမြတ်စွာဘုရားကိုပြန်လှန်ပြီးတော့မေခွန်းထုတ်တယ်အရှင်နဲ့အရှင်ရဲ့အဆုံးမမှာလည်းပဲမကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့ဘလူမျိုးမြန်သတ်မှတ်တာလားသတ်မှတ်ပါတယ်လေလို့မေးတယ်မေးတော့ငါကတော့ဒံလို့မသတ်မှတ်ဘူးကံလို့သတ်မှတ်တယ်တဲ့ကံလို့သတ်မှတ်တယ်ဆိုရင်အရှင်ဘုရားတဲ့ ကံကိုဘယ်နှမျိုးလောက်သတ်မှတ်လဲကာယနဲ့မကောင်းတာပြုမယ်ဆိုရင်ကာယကံနှုတ်နဲ့ပြောမယ်ဆိုရင်ဝစီကံစိတ်နဲ့ကြံမယ်ဆိုရင်တော့မနောကံလို့ကံသုံးမျိုးငါသတ်မှတ်တယ်တဲ့အဲ့ဒီကံသုံးမျိုးမှလည်းပဲအဘေကံဟာအပြည့်အစုံလို့အရှင်သတ်မှတ်ပါတယ်မနောကံကို အပြည့်အစုံလို့သတ်မှတ်တယ်တဲ့အဲ့ဒါကိုလည်းသူကဖျားနေသူ၃ချိန်ပြန်မေးတယ် မနောကံကိုအပြစ်ကြီးဆုံးလို့အရှင်ဘောဓမပြောလိုက်သလားဟုတ်တယ်ငါပြောလိုက်တယ်သုံးချိန်မေးတယ်အဲ့ဒါလိုပြောဆိုဆွေးနွေးပြီးတော့ဒီကတပတ်တွေကနေရာကထသွားရောသွားပြီးတော့သူ့ဆရာကြီးရှိတဲ့နေရာရောက်ဆရာကြီးတွေရောက်တော့ပေးသက်တွေကအများကြီးပဲဥပါလိလို့အမည်ရတဲ့တထေးကြီးတယောက်ကခေါင်းဆောင်ထားတဲ့ပရိသတ်နာလန္ဒမြို့ရဲ့မြို့မြင့်တဲ့ဘုန်းကြီးပေါ့နော်အဲ့ဒီအချိန်မှာဒီကတပတ်တွေကရောက်သွားတော့ မြတ်စွာဘုရားနဲ့သူနဲ့ဆွေးနွေးခဲ့ရတဲ့အကြောင်းကိုသူဆရာကြီးကိုတင်ပြတယ်။ရံကောဓမနဲ့သူနဲ့ဒီလိုဆွေးနွေးခဲ့တယ်။အဲ့ဒီတော့ဆရာကြီးကသူ့ကိုကောင်းကြီးပေးတယ်။ကောင်းပေစွာသင်ဟာပြောသင့်ပြောလိုက်တာကိုပြောခဲ့ပေးတယ်။ရံကောဓမမဟုတ်တာတွေရှောက်ပြောတယ်။ဘယ်နည်းအကောင်းအထည်ရှာမရတဲ့မနှောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်ရတယ်လို့တကယ်ဆိုကိုတိလက်ရောက်လွန်ကျူးတဲ့ကျူးလွန်မှုတွေဟာအပြစ်အကြီးဆုံးဆိုတာလူတိုင်းသိနိုင်တယ် ဒီလောက်လွယ်တဲ့တိလွယ်တဲ့ကိစ္စကိုပဲမှန်မှရွင်ရွင်မနောကံကို အပြစ်အကြီးဆုံးလို့တတ်မှတ်မှတတ်မှတ်ပလီတယ်လို့မြတ်စွာဘုရားကိုရှုံချအဲ့ဒီမှာဥပါလိဆိုတဲ့တကြွယ်ကြီးကသူ့ရဲ့ဆရာဒီကထာနန္ဒဗုဒ္ဓဆရာကြီးကိုအရှင်ဘုရားတဲ့အကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့အဲ့ဒီဂေါတမဗုဒ္ဓကိုဝါဒတွေဆွတ်ဆွဲပြီးတော့ဝါဒတွေနဲ့တင်းပြီးတော့နှိတ်ကုတ်ချင်တယ်တဲ့ ကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့စကားစစ်ပွဲကြီးဆင်နွှဲခြင်းတယ်ဟုတ်အာခေါင်းမောင်းတန်ယောက်ျားတယောက်ဟာစိတ်ကလေးတကောင်တူကလေးတကောင်ကိုနရွက်ကနေဆွဲပြီးတော့ပွေချမ်းလိုက်တဲ့လူမျိုးရှေတိုးနောက်ဆုတ်လှုပ်လိုက်တဲ့လူမျိုးအယူဝါဒအရင်းရာမှာတွတ်တွတ်ခါသွားအောင်သွားပြီးတော့ပြောပြလိုက်ခြင်းတယ်တေတောက်ကျူးအရက်သမားဟာသူ့ရဲ့အရက်ခွက်ကိုအပေါ်ကနေနှိပ်ပြီးတော့ဇပွဲနဲ့ပုတ်ပြီးတော့ဆွဲလိုက်တယ်လို့ဆွဲမှပြီးတော့ကင်မြောက်ပြီးတော့ပွေချမ်းလိုက်တယ်လို့ ကြိုက်တယ်လို့လုပ်တယ်လို့မျိုးယဟန်ဂေါရမကိုအယူဝါဒရေးရအမှာခြားခြားလဲသွားအောင်သူကပြောပြလိုက်ခြင်းတယ်သူကကြုံဝါတာနော်အဲ့ဒီတော့နိဂရဏန္ဒဗုဒ္ဓဆရာကြီးကကောင်းတယ်တဲ့သွားပြီးတော့ပြောပြလိုက်ဒီလောက်မှားရွေးနေမှတော့သွားပြီးတော့ပြောပြလိုက်အဲ့ဒီလိုခွင့်ပြုတော့သဘောမတူတဲ့လူကဒီကတပတ်တီဒီကတပတ်တီကသဘောမတူအရင်နဲ့ယဟန်ဂေါရမဒီကိုဥပါလိတကျဲသွားမှာကိုကျွန်ုပ်သဘောမကျဘူးတဲ့ ဘာပြုလို့လဲဆိုတော့ယဟန်ကိုရမဟာသူများတပည့်ကိုကိုတပည့်ဖြစ်အောင်သွေးဆောင်ဖြားရောင်းနဲ့စိတ်ညှို့အတတ်ပညာကိုတတ်တယ်တဲ့အရှင်ရဲ့အားကိုးရတဲ့တကားတယောက်သူများလက်ထဲပါသွားမှာရှိုးလို့သဘောမတူအဲ့ဒီတော့နေကာရဏတာဗုဒ္ဓဆရာကြီးကဂိုင်းဥပါလိသွားမှာကိုသွားပါစေဥပါလိဟာယဟန်ကိုရမရဲ့တပည့်ဖြစ်เสียအကြောင်းမရှိဘူး ဖြည့်ချင်းဖြည့်ရင်ယဟန်ဂေါတမဒီပင်နဲ့ဥပဥပါတိတကြွယ်ရဲ့တပည့်ဖြစ်เสียအကြောင်းရှိယုံကြည်တယ်နော် သူတပည့်ကိုအဲ့ဒီလိုနဲ့ဥပါလေးကလည်းနောက်ပါအချမ်းရံနေချမ်းရံပြီးတော့မြတ်စွာဘုရားကြီးကိုခြစ်တက်သွားရောမြတ်စွာဘုရားကြီးရောက်တော့သူလည်းရှိမခိုးပါဘူးအဲ့ဒီလိုပဲဘုရားရှိမှတင့်တော်တဲ့နေရာမှာထိုင်ပြီးတော့ရှင်ဘုရားဒီကတပတ်တည်နဲ့အရှင်တို့ဘာတွေပြောကြသလဲ အဲ့ဒီမှာမြတ်စွာဘုရားကပြောခဲ့တဲ့အကြောင်းတွေကိုပြန်ပြောင်းတော့မိန်ရှိတော့ရှင်ဘုရားတဲ့ဒီကားတပတ်တီပြောတာကောင်းပါပဲစွာဘက်နဲ့ကာယကံအပြစ်အကြီးဆုံးလူတိုင်းသိနေတဲ့ကိစ္စကိုမနောကံကိုအပြစ်ကြီးတယ်လို့ပြောရပေလေအဲ့ဒီလိုမြတ်စွာဘုရားကိုအပြစ်တင်တော့မြတ်စွာဘုရားကတကြွဲတဲ့ဒီနေရာမှာသင်ဟာသစ္စာစကားမှာတီမယ်ဆိုလို့ရှိရင် င်တဲ့ငါနဲ့ဆက်ပြီးတော့ဆွေးနွေးကြတာပေါ့မှန်တယ်ဆိုရင်လက်ခံကြကြီးဟုတ်လားသစ္စာမှာတည်မယ်ဆိုရင်ဆွေးနွေးကြတာပေါ့မှန်လားပါဗျာတပည့်တော်ယုတ်တိယုတ်တန်ရှိတဲ့တဘာဝဆိုင်တယ်မှန်တယ်ဆိုရင်တပည့်တော်လက်ခံအဲ့ဒီလိုနဲ့ပြောကြရရောပြောတော့မြတ်စွာဘုရားကသူ့ကိုမေခွန်းအရင်စပြီးတော့ထုတ်တယ်တကြွဲတဲ့သင်တို့နိဂန္ဓနာတပုဒ္ဒဆရာကြီးက ရေအေးကိုပယ်ရမယ်လို့ဟောတယ်ရေအေးထဲမှာအသက်ကလေးတွေပါတယ်ပိုးကောင်လေးတွေပါတယ်ပေါ့နော်သူတို့ကရေနွေးကိုတုံးတာအဲ့ဒါသင်တို့ရဲ့တပည့်တယောက်ကအကျင့်မြတ်ကိုသင်တို့ယူဆတဲ့အကျင့်မြတ်ကိုကျင့်ရင်းနဲ့ရေအေးကိုတန်းတန်းပြီးတော့ရေနွေးကိုမတုံးကျင်မဲနဲ့တုံးပြီးတော့ရေအေးကို တောင်းတရင်းနဲ့တေးသွားတယ်ဆိုကြပါစို့အဲ့ဒါဘာဖြစ်တယ်လို့သင်တို့ရဲ့ဆရာကြီးကဟောလေတဲ့မှန်လားပါဗျာစိတ်ဆွဲလို့တေးတဲ့အတွက်ကြောင့် ဖြစ်တဲ့နတ်တမျိုးရှိတယ်အဲ့ဒီနတ်မျိုးမှာသွားပြီးတော့ဖြစ်တယ်လို့ကျွန်ုပ်ဆရာကြီးကဟောပါတယ်။ဘာဖြစ်လို့အဲ့လိုနတ်ဖြစ်တယ်လဲဆိုစိတ်ဆွဲလန်းပြီးတော့တည်တဲ့အတွက်ကြောင့်နတ်ဖြစ်တာပါ။အဲ့ဒီလိုဆိုရင်စိတ်စေတနာကအဓိကကျနေတယ်လို့သူဝန်ခံလိုက်တာဖြစ်သွား။ဟုတ်လား။အဲ့ဒီမှာတကြွဲတဲ့သင်စကားကိုစဉ်းစားဆင်ခြင်ပြီးတော့ပြောသင်စကားရှင်းအောင်မညီဘူးဖြစ်နေတယ်။စောစောကမနောကအဓိကမကြဘူးလို့ပြောထားတယ်။ အခုတော့စိတ်ဆွဲပြီးတော့တည်တဲ့အတွက်ကြောင့်စိတ်ဆွဲတည်တဲ့နှက်ဖြစ်ရတယ်လို့သင်ပြောပြန်ပြီမှန်လားပါတဲ့အရှင်ဘာပဲပြောပြောကာယဒံဒီသာနဲ့အပြည့်အကြီးဆုံးမနောဒံဒီကာယဒံလောက်အပြည့်မရှိပါဘူးကျွန်ုပ်ကတော့ဒီလိုခိုင်မြဲစွာယူဆနေသေးပဲဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်တကြွဲတဲ့နိဂန္ဓနာတ္တဗုဒ္ဓဆရာကြီးရဲ့တပည့်တယောက်လမ်းလျှောက်ရင်းနဲ့ မသိလို့မတော်လို့ပိုးကောင်လေးတွေနင်းမိလို့သေတယ်ဆိုကြပါစို့တဲ့အဲ့ဒီလို့ဆိုရင်ဘလို့သတ်မှတ်လဲမှန်လားဗျာအပြစ်တော်ရှိတော်ရှိပါရဲ့သို့သောအပြစ်မကြီးပါဘူးဖေယျဘာပြုလို့လဲစေရနာမပါလို့အပြစ်မကြီးပါဘူးဖေယျစေရနာပါရင်ကောစေရနာပါရင်တော့အပြစ်ကြီးပါလေဖေယျစေရနာကိုသင်တို့မှာဘာဒံလို့သတ်မှတ်လဲမနောဒံလို့သတ်မှတ်ပါလေဖေယျတကြွေ စကားကိုစဉ်းစားပြီးတော့ပြောရှင်းအောင်မညီဘူးဖြစ်နေစေတနာပါရင်အပြစ်ကြီးတယ်စေတနာမပါရင်အပြစ်မကြီးဘူးဆိုတော့စိတ်စေတနာကအဓိကကြမနေဘူးလားကြနေတယ်ဒါသူတို့ရဲ့အယူဝါဒနဲ့ပဲသူတို့ကိုပြန်ပြီးတော့ခြိတုတ်တာနော်ဦးဇင်းတို့မြတ်စွာဘုရားရဲ့အလိုလေအဲ့တိုင်းမှာပဲဟိုစကုပါလာမထေကြီးဆိုတာပေးတတ်လို့ကြားဖို့ပါလေမျက်စိကွယ်နေတဲ့ယဟန္တာကြီးလေလမ်းလျှောက်ရင်းနဲ့ပိုးကောင်းလေးတွေနင်းပြီးတော့ယဟန်တွေကကဲ့ရဲ့လို့မြတ်စွာဘုရားက စိတ်စေတနာမပိုင်းအပြစ်မရှိဘူးလို့ကြားဘူးတယ်နော်ပေးတတ်ခြင်းအခုသူတို့ရဲ့အယူအဆနဲ့ပဲသူတို့ရဲ့စကားကို ပြန်ပြီးတော့ခြိတုတ်တာအဲ့ဒီတော့တကြွယ်ကအရှင်ဘုရားပါပဲပြောပြောတပည့်တော်ကတော့ကာယဓာတ်ပဲအပြစ်ကြီးဆုံးလို့ယူဆနေတုံးပဲဘုရားဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့မေးတယ်ဟောဒီနာလန္ဒမြို့ကြီးမှာရှိတဲ့လူတွေတိရစ္ဆာန်တွေအားလုံးကို လူတစ်ယောက်ကဒလုတ်ကင်ပြီးတော့ ဟောဒီလူတွေတိရိစ္ဆာန်တွေကိုအကုန်လုံးအသားပုံကြီးဖြစ်အောင်လှုပ်ပစ်လိုက်မယ်။တက်ပြီးတော့အသားတခြားအယိုးတခြားဖြစ်အောင်လှုပ်ပစ်လိုက်မယ်ဆိုရင်အဲ့ဒါဖြစ်နိုင်မှာမလားတဲ့။မဖြစ်နိုင်ပါဘူးခင်ဗျ။အေးတကိုးရှိတဲ့စိတ်တကိုးရှိတဲ့တကိုးရှင်တယောက်ကလှုပ်မယ်ဆိုရင်ဖြစ်နိုင်လားတဲ့။အဲ့ဒါတော့ဖြစ်နိုင်ပါလေခင်ဗျ။စိတ်တကိုးဟာကာယဒဏ်လားမနောဒဏ်လား။အေးသူတို့အယူဆဆိုရင်မနောဒဏ်ပေါ့။ဦးဇင်းတို့မြတ်စွာဘုရားရဲ့ တဘောဆိုရင်နော်မနောကံပေါ့နော်အဲ့ဒီတော့တကြွေတဲ့စင်စင်ဆာဆာပြောတင့်တကားတွေရှင်းတော့မညီဘူးတဲ့အရှင်ဘုရားဘာပြောပြောတပည့်တော်ကတော့လက်မခံသေးဘူးဘုရားအဲ့ဒီမှာမြတ်စွာဘုရားကကရုဏာသိကြည်တာဆိုတော့စိတ်ရှင်လက်ရှင်ဆက်ပြောတယ်တကြွေတဲ့တင့်ကငါမေးမယ်တဲ့ဟောဒီဒန္တကီတိုင်းတို့ဝိဆတိုင်းတို့တောကြီးအတိပြီးသွားတယ်ဆိုတာတောကြီးတွေဖြစ်သွားတာမြို့ကြီးတွေကနေတောကြီးတွေဖြစ်သွားတာ ဘာပြုလို့လို့တင် जा ဘူးလေတဲ့မှန်လားပါဗျာယသိတွေစိတ်ဆိုးလို့ပြူစားတာလို့တပည့်တော် जा ဖို့ပါတယ်ဗျာစိတ်အစွမ်းကြောင့်မြို့တွေကနေတော်ကြီးတွေဖြစ်သွားတာတင်စကားကိုရှင်းနောက်ဆင်ញင်ပြီးတော့ပြောဟောအဲ့ဒီတော့မှတကြွယ်ကမှန်လားပါဗျာတဲ့တပည့်တော်ပထမပေးတဲ့ဥပမာနဲ့ပဲအရှင်ဘုရားရဲ့စကားကိုသဘောကျပြီးသားဖျက်ဒါပေမဲ့စမ်းကြဲတဲ့စကားကိုနားထောင်ခြင်းလို့တပည့်တော် စန့်ကျင်ဘက်မထင်မဲ့မြင်ပြုပြီးတော့ပြောမိတာသီခံခွန့်လို့ပါဗျာဒီနေ့ကစပြီးတော့အရှင်ဘုရားရဲ့တပည့်တာဝကလို့မှတ်ပါဟုတ်မြတ်စွာဘုရားတပည့်တန်းပြီးတော့ခံယူတာအဲ့ဒီမှာမြတ်စွာဘုရားကဘာမိတ်ရှိလဲဆိုတော့တခါကြီးသင်လို့ထင်ရှားကြော်ကြားတဲ့ပညာရှိလို့တထေးတကြွယ်လို့အမိခံထားတဲ့လူတယောက်ဟာအလုတ်တစ်ခုကိုစဉ်စဉ်စားစားလုတ်တဲ့နေတဲ့အယံကာယောကြီးမဆုံးဖြတ်နိုင်တဲ့ဟုတ်အဲ့ဒီလိုပြောတော့ ရှင်ဘုရားတဲ့ဒီစကားကြောင့်ပိုးပြီးတော့တပြည့်တော့အရှင်ဘုရားကိုမျက်နှိုးရပါတယ်ဘုရားတဲ့။ဘာပြုလို့လဲဆိုတော့အယူအဆတပါးရှိကြတဲ့အခြားဆရာကြီးတွေဆိုလို့ရှိရင်တပြည့်တော်လူတကာမျိုးသာရမယ်ဆိုရင်ဟောဒီတမျိုးလုံးကိုတခွန်နေအလန်းနေလွှင့်ထူပြီးတော့အောင်ပွဲခံကြမှာတဲ့။အရှင်ဘုရားကတော့စင်စင်ဆာဆာလှုပ်လို့ပြောနေတယ်တဲ့။အဲ့ဒီတော့မြတ်စွာဘုရားကဘာဆက်အမိန်ရှိတုံးဆိုတော့တခါကြီး အချိန်အကြာကြီးတဲ့အိမ်မှာဏိကန္ဓတွေဟာရေတွင်းသဖွယ်တင်လှူဒန်းခဲ့တာဒါကြောင့်သူတို့လာမယ်ဆိုရင်ချွန်ကွန်အဖျော်ယမကာတွေကိုပေးလှူမြဲပေးလှူပါလို့မြတ်စွာဘုရားကမိန့်အဲ့ဒီစကားကြောင့်ဘုရားတပည့်တော်ပူပြီးတော့ကြည်ညိုရပါတယ်တဲ့တပည့်တော်ကြားဘူးနေတာကယဟန်ဂေါရမကငါသာတင်လှူငါလူမအကျိုးရှိတာတခြားသောအလူတွေကိုမလှူချနဲ့လို့ဒီလိုတားမြစ်တယ်လို့တပည့်တော်ကြားဘူးပါတယ်တဲ့ အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကအဲ့ဒီတကကြီးကိုဒါနကထာသီလကထာအရှင်အတိုင်းဟောတော့သောတာပတ္တိမဉ္ဇဏ်ဘုံဉဏ်ကိုရတယ်အဲ့တော့ဥစဉ်တို့ပြောလို့ရင်ကကာယကံဝစီကံတို့တဲ့မနောကံသည်မကောင်းတဲ့ဘက်မှအပြစ်အကြီးဆုံးကောင်းတဲ့ဘက်မှအကျိုးအကြီးဆုံးဟုတ်လားဒါကိုပြောလို့ရင်မယ်သို့တော်ဒီတုတ်တန်ကြီးကမဆုံးသေးဘူးဆက်ပြီးတော့မှတ်သားစရာလေးတွေပါလို့ဥစဉ်ဆက်ပြောမယ်နော် အဲ့ဒီလိုနဲ့ဥပါလိတကြွယ်ကယဟန်ဂေါတမရဲ့တပည့်ဖြစ်သွားပြီတဲ့လို့နာမည်ကြီးကဒီလိုကြီးသွားတယ်တစင်စကားအဲ့ဒီတော့ဒီကတပတ်တီကသူ့ဆရာကြီးတွေတော့ပြောတယ်ဆရာကြီးထင်းတဲ့အတိုင်းပဲယဟန်ဂေါတမတပည့်ဖြစ်သွားပါတဲ့မဖြစ်နိုင်ဘူးတဲ့ဆရာကြီးကမယုံသုံးချိန်ညင်းတယ်အဲ့ဒီမှာဒီကတပတ်တီကသွားပြီးတော့စုံစမ်းတာစုံစမ်းတော့တကားဆောင်ကဘာပြောလဲဆိုတော့အရှင်တဲ့စွမ်းလူချင်းရင်ဒီမှာရက် အကျွလို့ရဲ့တထေးကပြောထားတယ်ယဟန်နေအတွက်တကားဖွင့်ထားတယ်နိဂန္ဓာတွေအတွက်တကားပိတ်ထားတယ်လူကျင်တယ်ဆိုရင်တော့စွမ်းပေးပါမယ်အထက်တဲ့ကိုတော့မဝင်ပါနဲ့စိတ်တူတယ်ဒီကတပတ်တည်းအဲ့ဒါနဲ့ခြာခနဲ့ဆိုလှဲ့ပြန်လာဆရာကြီးကိုပြောတယ်အမှန်ပဲတဲ့ကျွန်ုပ်ကိုယ်တိုင်သိခဲ့မယုံဘူးဆရာကြီးကအဲ့ဒါနဲ့ဆရာကြီးကိုယ်တိုင်အချမ်းရံဒီအများကြီးချမ်းရံပြီးတော့ဥပါလိတေချောရဲ့အိမ်ကိုရောက်လာ ရောက်လာတော့တကားဆောင်ကဒီလိုပဲတန်းရတယ်စိတ်တူလိုက်တာလေအဲ့ဒါနဲ့ကိုင်းတင့်ရဲ့အထီးကိုသွားပြီးတော့ပြောကြည့်ဏိကန္ဓာနာတဗုဒ္ဓဆရာကြီးလာတယ်လို့အဲ့ဒါနဲ့သွားပြီးတော့ပြောတော့ဥပါလိတကျေကအေးအဲ့ဒါလို့ဆိုရင်ငါရဲ့အုတ်တိုင်းအထက်ထက်ရှိတဲ့အ ਨੇ ကအလဲအုတ်တိုင်းရဲ့အတွင်မှာနေရာတွေခင်းထားလိုက်ပြီးပြီဆိုတော့သူကအမြင့်မြတ်ဆုံးထိုင်ကုန်ပေါ်မှာတကျေကထိုင်နေတယ် ထိုင်ပြီးတော့ဏိကာရဏတာဗုဒ္ဓဆရာကြီးနဲ့တပည့်တွေရောက်လာတော့ဂိုင်းထိုင်ကျင်တဲ့နေရာမှာထိုင်ကြပါစိတ်တူလိုက်တာလေအခါတိုင်းဆိုလို့ရှိရင်တကြွယ်ကဏိကာရဏတာဗုဒ္ဓဆရာကြီးကိုတွဲပြီးတော့အမျက်တနှိုးဆရာကြီးထိုင်မဲ့အမျက်ဆုံးနေရာကိုသူ့ရဲ့အပေါ်ယုံဦးကလေးနဲ့ပုတ်တိုက်ပြီးတော့ဆရာကြီးဒီနေရာထိုင်မှာဒီလိုဒီနေ့တော့ဘလို့ဖြစ်နေလဲခြိုက်တဲ့နေရာမှာထိုင်တဲ့သူကအကောင်းဆုံးနေရာမှာထိုင်နေတာအဲ့ဒီတော့ဘာပြောလို့ဆိုတော့တကြွယ်တဲ့ သင်ယူနေလားတဲ့သင်ဟာသူများရဲ့မျက်လုံးကို ထုတ်မဲ့တိုက်ခိုက်မဲ့ရှုပြီးတော့သွားပြီးတော့ကိုယ့်မျက်လုံးကိုအထုတ်ခံရခဲ့ရတဲ့တိုက်ခိုက်ရေးသမားတယောက်လိုဖြစ်နေတယ်တဲ့တကယ်စင်စစ်တော့သင်ကိုသိကြပါပြီရဟန်းဂေါတမကတကယ်လှည့်စားလိုက်တာပဲလှည့်စားတယ်လို့ထင်တာနော်အဲ့ဒီတော့ဥပါလိတကြွယ်ကဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သောတာပန်ပုဂ္ဂိုလ်လည်းဖြစ်သွားတာဆိုတော့ဘာဆက်ပြောတော့ဆိုတော့ဟုတ်တယ်တဲ့လှည့်စားလိုက်တယ် ဒါပေမဲ့အဲ့ဒီလှည့်စားချက်ကြီးကသိတ်ကောင်းတာပဲတဲ့တကယ်လို့ကျွန်ုပ်ရဲ့ဆွေမျိုးတွေကျွန်ုပ်ချစ်တဲ့လူတွေကိုဒီလှည့်စားမှုမျိုးများလှည့်စားခံရမယ်ဆိုရင်သိတ်ကောင်းပါပဲတဲ့အကြာကြီးအကျိုးရှိမှာပဲတဲ့ဟောဒီလောကမှာရှိတဲ့နတ်တွေလူတွေတတ္တဝါတွေအားလုံးဟာဒီလှည့်စားချက်ကိုမိသွားမယ်ဆိုရင်သိတ်ကောင်းပါပဲတဲ့ဟောဒီလိုတောင်ပြောတယ်ပြောပြီးတော့ဗာဆက်ပြောတော့ဆိုတော့အရှင်တဲ့ အရှင်တို့ရဲ့အယူအဆတွေဟာဘာနဲ့တူတယ်လဲဆိုတော့တစ်သားကိုမြောက်ရုပ်ကလေးထုတ်ထားတယ်အဲ့ဒါကိုကလေးလေးဆော့ဖို့အတွက်အိမ်တင်ကဝဲလာပြီးတော့ဈေးရောင်မကြိုက်လို့အဝတ်ကိုမှအဝတ်ကိုဆေးဆိုးပေးတဲ့ဆက်တာလေးတွေသွားပြီးတော့ဒီဒီအယုတ်ကိုထုတ်ထောင်းပြီးတော့အယောင်ဆိုးပေးပါဆိုရင်တစ်သားယုတ်ကြီးဆိုတော့အထုအထောင်းအကျိတ်အင်းနဲ့ခံမမလားမခံဘူးဟုတ်လားအဲ့ဒီတော့သင်တို့ရဲ့အယူအဆတွေဟာ ပညာရှိတို့ရဲ့ထုထောင်းခြင်းစီစစ်ခြင်းကြိတ်နယ်ခြင်းကို မခံနိုင်ဘူးတဲ့မြတ်စွာဘုရားရဲ့အယူဆကတော့အဝိကိုကြိုက်တယ်လို့ရှော်ဖုတ်ပြီးတော့ကြိုက်တဲ့အကြောင်းဆိုးလို့ရတယ်လို့မျိုးပညာရှိတို့ရဲ့စစ်ဆေးခြင်းကြိတ်နယ်ခြင်းကိုခံနိုင်ပါတယ်တဲ့တင်သိပ်ပြီးတော့စကားတွေများတာပဲတဲ့ဟောဒီတလောကလုံးကတင့်ကိုငါးတပည့်လို့သိထားတယ်အခုတင့်ကိုဘယ်စုတပည့်လို့သိရမှာလဲစိတ်မရှိတော့ဘူးနော်အဲ့ဒီတော့တကြွယ်ကဘာမှမပြောဘူး အပေါ်ယုံအဝေကြီးကိုလက်ကတော့ထိုးပြီးတော့မြတ်စွာဘုရားရှိတဲ့နေရာလှဲ့လက်အုပ်ချီးပြီးတော့အလုံးစုံသောအလိုဆန္ဒတွေကင်းတော်မူပြီးသောဟုတ်လားအလုံးစုံသောကိလေသာတရားတွေကိုအောင်မြင်တော်မူပြီးသောပဂတိငြိမ်းချမ်းတော်မူသောမြတ်စွာဘုရားဟာကျွန်ုပ်ရဲ့ဆရာပါဆက်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 ပြီးတော့ဘုရားရဲ့ဂုဏ်တော်တွေကိုရွတ်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 သွားလိုက်တာဂါထာတွေကိုအများကြီးပဲဗျာဦးရှင်တို့မေဇိမန္တိကေမှာတွေ့ရတယ် အကုန်လုံးဦးရှင်တို့မရလို့မပြောနိုင်ပါဘူးသိကောင်းတာအဲ့ဒီတော့ဒီကန္ဒနာတဗုဒ္ဓဆရာကြီးကနေစမ်းပါအောင်နေစမ်းပါအောင်ဒီကုံတော်ဒီကိုသင်ကဘယ်တုန်းကမှန်သင်ထားတာလေတဲ့ဟိုတနေ့ကမှဖရာတပည့်ဖြစ်တာအခုဒီကုံนี่ရနေတယ်ဆိုတော့ဒီတော့ဥပါလိတရွယ်ကအရှင်နဲ့ပန်းမုံကြီးနားမှာရက်နေတဲ့လူတယောက်ဟာပန်းကုံးนี่ကုံးမယ်ဆိုရင်ဘာမှမခဲရင်မှုတဲ့ ိုက်တဲ့ပန်းကိုကောက်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 ပြီးတော့တီလိုက်ယုံမယ်တဲ့ဂုံတွေကတိတ်များတာဆိုတော့မြတ်စွာဘုရားရဲ့ဂုံတွေကိုချီးကျူးဖို့ဘာမှအခက်အခဲမရှိပါဘူးတဲ့အဲ့ဒါလို့လဲပြောလိုက်ရောမနာလိုတဲ့စိတ်တွေဝန်တိုတဲ့စိတ်တွေမြတ်စွာဘုရားရဲ့ဂုံတွေကိုမချားနိုင်တဲ့အတွက်ကြောင့်အဲ့ဒီနိဂန္ဓနာတာပုဒ္ဒဆရာကြီးဟာခရွင်းကနေလောလောပူတဲ့သွေးတွေအံထွက်တယ်တဲ့ဟုတ်လား အတူချင်းတို့ဒီသုတ်တန်ကြီးကိုပိဋကပေါင်းသူတော်ကောင်းတို့ကိုဘာကြောင့်ပြောရသလဲဆိုရင်ကာယကံဝစီကံတို့ထဲမနောကံသည်မကောင်းတဲ့ဘက်မှကြီးကျယ်တဲ့အပြစ်ရှိတယ်။စိတ်ကလေးသည်သာလျင်ကြီးကျယ်တဲ့အပြစ်ရှိဟုတ်လားမကောင်းတဲ့စိတ်သည်သာလျင်အခရာကြတယ်လို့ပြောကြင်တာဟုတ်လားဒါကြောင့်ဒီမကောင်းတဲ့စိတ်တွေဒကာသမားတို့ဦးရှင်တို့တွေကိုကြိုးကင်နေတာဟုတ် ကောင်းတဲ့စိတ်တွေကောင်းတဲ့အတွေးတွေကောင်းတဲ့စိတ်ကူးတွေဖြစ်လာအောင်ဘယ်လိုလုပ်မလဲဒီအချက်ကလေး